မြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပြည်သူအများအပြားသိဆုံးပူဆွေးနေချိန်မှာစစ်တပ်ဟာရုရှားနဲ့ပူးပေါင်းအကောင့်ထဲပေါ်မဲ့ဒဝေအထူးစီးပွားရေးဇုံအေရီးယားထဲကိုအင်အားအများအပြားနဲ့ဥတီဝင်ရောက်နေတယ်လို့ဒေသခံတွေကသိရပါတယ်စစ်တပ်ဟာစစ်ကြောင်း၃ခုနဲ့ဒဝဲအထူးစီးပွားရေးဇုံအေရီးယားထဲမှာပါတဲ့နေမျိုးတွေကိုအခုရက်ပိုင်းဆက်တိုက်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ် အခုလက်ရှိမှာတော့ရေဖြူမြို့နယ်ထဲကခေါင်ပြန်ရွာဘက်မှာစစ်ကြောင်းတစ်ကြောင်းနဲ့ညောင်ပင်စိမ့်နယ်တပြေရွာဘက်မှာစစ်ကြောင်းတစ်ကြောင်းပိန်းရှောင်ရွာဘက်မှာစစ်ကြောင်းတစ်ကြောင်းရှိနေတယ်လို့ပြောပြလာသူကတော့ရေဖြူမြို့နယ်နဘူးလေဒေသကစစ်ပီးရှောင်တူဖြစ်ပါတယ်စကြောစကြောကရမတကြောဝင်လာပြီးတော့ဒီနေ့စကားမှာတကွနှစ်ချိန်ပြေပြီးတော့ဒီနေ့စကားမှာ တို့နေတယ်ပြန်လာပြီးတော့သူတို့ကြီးနဲ့ဆက်ကနေမှမလုပ်ရတဲ့နေတယ်အခုတော့ဒီမဘကဘာနဲ့မဘကဘာနဲ့ပြီးတော့ဟိုဟာတို့ကြီးနဲ့ဝင်လာပြီးတော့ကျွန်တော်တို့ယူရီဘောက်တပီဘောက်တပီယူရီဘောက်ယူရီယူရောပြီးတော့အတိပါမကျတူရဲလို့တနေရလိုက်ပြီးတော့ကျွန်တော်ယူရီဘောက်ပြီးနေရတယ်ဘူလက်တေတော့ကူလောရောပြီးနေရတယ်ပြီးရင် ော့ဒီကွန်ပျူတာဒီ UI ပါလဲဆိုကြောင်းကြောင်းအောင်မြတ်စွာနဲ့ထိုးရတယ်လို့တင်ရတယ်စစ်ကောင်စီရဲ့စစ်ကြောင်းတွေမှာအင်အားနဲ့အဝင်းချင်းလောက်စီပေါဝင်ပြီးအထူးစီးပွားရေးဆောင်တဝိုင်းမှာကင်းထောက်လေရီတွေလည်းဝဲနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့လလယ်ပိုင်းကအင်အားတရာကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကအထူးစီးပွားရေးဆောင်အတွင်းကိုစစ်ကြောင်းထိုးပြီးနောက်အခုတစ်ပတ်အတွင်းမှာတော့အခုလိုစစ်ကြောင်းတွေထပ်မံဦးတည်နေတာပါ။ စစ်ကောင်စီရဲ့စစ်ကြောင်းတွေကြောင့်နဘူးလေဒေသနဲ့အနီးနားရွာကဒေသခံထောင်ကနန်းလောက်ကနှိစက်ရွာကိုထွက်ပြေးတင်ဆောင်နေရတယ်လို့သိရပါဗျ။ရေဖြူဒေသခံပြည်သူကာကွယ်ရေးရဲဘော်တို့ကတော့ပြည်သူတွေငလျင်တန်းတင့်နေတဲ့အချိန်စစ်ကောင်စီတပ်ကကိုညီကယ်ဆယ်ရေးအတွက်အသုံးမပြုဘဲစီမံကိန်းအတွက်နေမြေရှင်းလင်းရေးအဓိကလှုံ့ဆော်နေတယ်လို့ဆိုပါတယ်။တကယ်တမ်းတော့ငလျင်ကြောက်ဘာတွေဖြစ်နေလဲဆိုတာကိုသူတို့အာရုံမလာပါဘူး။ ပြည်သူတွေပါဖြစ်ဖြစ်ရန်သူကကိုကျိုးစီးပွားကိုပဲကြည့်မှာပါအာနာရှင်ချင်းချင်းသဘောတူထားတာကိုပဲဦးစားပေးလုပ်မှာပါအခုလဲအထူးစီးပွားရေးဆောင်ပြန်ရဖို့အတွက်ပဲအင်အားတွေအများကြီးသုံးထားတာတွေ့ရတယ်အဲ့ဒီဒေတာတဝိုက်နဘူးလေတဝိုက်ကရွာတွေမှာရှိတဲ့တပ်ဖွဲ့တွေကိုပဲသူတို့ချိန်မိုးဖို့လုပ်နေတာပဲငလျင်ကိုဟန်ပြလောက်ပဲကူညီတာပါလေရင်တွေလည်းဒီမှာလက်ရှိဝဲနေတာပါပဲ စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးဒွေအထူးစီးပွားရေးဆောင်အတွင်မှာရင်းနှက်စေကံကြောင်မီသွေးသုံးတအားပေးဆက်ယုံနဲ့ရင်းနှက်ချက်ဆက်ယုံတွေဆောက်လုပ်မယ်လို့ကြေညာထားပါတယ်။ဒွေဒေသအတွင်မှာရှိတဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့တွေနဲ့ KNU ဘက်ကတော့စစ်ကောင်စီရဲ့စီမံကိန်းကိုလက်မခံဘဲအစွမ်းကုန်တားဆီးသွားမယ်လို့ပြောဆိုထားပါတယ်။